ဆက်ဖတ်တယ်မမမိမဲ့အတူတူဘာလို့ဆက်ဖတ်နေတာလဲခေါင်းစဉ်လေးကတိတ်လာတယ်ဗျာပါတယ်စာဖတ်တိုင်းမမမိမဲ့အတူတူဘာလို့စာဖတ်နေတာလဲတဲ့နည်းနည်းလေးတော့ခေါင်းစားသွားမယ်ထင်တယ်ဗျကျွန်တော်လည်းတွေ့ဆက်ကခေါင်းစားသွားခဲ့ပါတယ်ဒါဘာအဓိပ္ပာယ်လဲပေါ့လူပြင်းတွေကိုများတိုက်တွန်းလို့ဆိုထားတဲ့စာလားဆိုပြီးစိတ်ဝင်စားပြီးဖတ်ဖြစ်ခဲ့တယ်ကိုကလည်းခပ်ပြင်းပြင်းကိုစာပုဒ်လေးကိုဆုံးသဖြတ်လိုက်မှနားလည်သွားတော့တယ်တိတ်မှန်တဲ့စာသားလေးဗျ ကျွန်တော်ဆက်ဖတ်တာဝါရဏပါပါတယ်ဒါပေမဲ့ကျွန်တော်ဆက်ဖတ်လိုက်တိုင်းရှေ့ကဖတ်ရင်နောက်ကဟာမင်းနဲ့နောက်ကဟာဖတ်ရင် ရှေ့ကဟာမင်းနဲ့တန်ត្រာလဲနေပါတယ်ဒါကြောင့်ကျွန်တော်ကိုကျွန်တော်တွေးထင်ခဲ့မိတယ်ငါဟာအလွန်ညံ့တဲ့ကောင်ပဲဘာမှတုံးစားမရတဲ့ကောင်ပေါ့ဒါပေမဲ့ဒီစာပုဒ်လေးဖတ်ပြီးတဲ့အချိန်မှာအားတွေတက်လာတယ်ခွန်အားတွေပြည့်လာတယ်ပြောရမယ်ဆိုရင်စာဖတ်ခြင်းစိတ်တွေ များပြားလာခဲ့တယ်ကျွန်တော်ဖတ်ခဲ့တဲ့စာပညာပေးစာပုဒ်လေးကတော့ တနေ့တော့မြေဖိုးနှစ်ယောက်ဟာကန်းစက်မှထိုင်းပြီးစကားပြောနေကြတယ်။မြင်းငယ်လေးကသူ့အဖိုးကိုမေးလိုက်တယ်ဖိုး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 နေ့တိုင်းစားတွေဖတ်နေတာဘယ်လောက်မှမိတယ်လဲ။မိအတော်မဲ့အတူတူဘာလို့စားဖတ်နေတာလဲတဲ့။ဒီချိန်မှာအဖိုးကသူ့မြေးလေးကိုပြုံးပြပြီးဟိုနားကမိတွေးထဲထားတဲ့ချင်းကြားလေးတွားယူခဲ့စမ်းမြေးလေးလို့ပြောလိုက်တယ်။မြေးလေးကလည်းနားမလဲစွာနဲ့ပဲချင်းကြားလေးကိုယူခဲ့တယ်။ကဲအဲ့ဒီချင်းကြားနဲ့မြေးထဲကရေတွေကိုခတ်ခဲ့ပါဦးမြေးလေးလို့ပြောတယ်။ အဖိုးကအဲ့ဒီလိုပြတော့မြေးကပိုးပြီးဇဝေးဇဝါဖြစ်သွားတာပေါ့ဒီချင်းကြနဲ့ရေခတ်လို့ဘယ်လို့မှအဆင်ပြေနိုင်ဘူးဆိုတာသူသိနေတယ်လေဒါပေမဲ့လည်းအဖိုးခိုင်းတဲ့အတိုင်းပဲမြစ်ထဲကိုဆင်းပြီးချင်းကြကိုရေထဲနေလိုက်တယ်ပြီးတော့ပြန်မလိုက်တယ်ရေကပါမလာဘူးအဖိုးသူ့ကိုဘာလို့အဲ့လိုလုပ်ခိုင်းမှသူနားမလည်ဖြစ်နေတယ်အဖိုးကကြည့်နေရင်ကနေထပ်ဆန်းကြည့်ပါဦးမြေးလေးလို့ပြောတယ်ဒီတစ်ခါမြေးပြစ်တူလည်းအဖိုးပြောတဲ့အတိုင်းထပ်ဆန်းကြည့်တယ်ရေကပထမအတိုင်းပဲပါမလာဘူးအကျဉ်းရေဆဲကမကထက်ကထက်ကစမ်းကြည့်တယ်ရေကပါမလာဘူ ထိုအခါအဖိုးကမြေးလေမြေးလေရဲ့ချင်းကြကိုကြည့်စမ်းမအောင်အရင်ယူခဲ့တုန်းကချင်းကြနဲ့တူသေးလားလို့မေးလိုက်တယ်အရင်တုန်းကမိတွေးတွေထဲ့ထားလို့ညစ်ပတ်နေတဲ့ချင်းကြဟာရေကြီးရဲ့ဆေးကြောမှုကြောင့်တန်ရှင်းစင်ကြယ်လာတဲ့ကိုမြေးဖြစ်တဲ့သူကသတိပြုမိလိုက်တယ်အဖိုးကဆက်ပြောတယ်စာဖတ်တယ်ဆိုတာချင်းကြားနဲ့ရေခတ်တယ်လို့ပါပဲမြေးလေရေတွေကချင်းကြားတဲ့ကိုစီစင်းသွားပြီးအပြင်ဘက်ကကြည့်ရင်တော့ဘာမှမရလိုက်ဘူးဆိုပေမဲ့ မတိမတာနဲ့ချင်းကိုသူကဆေးကြောပေးသွားတယ်လေစာဖတ်တယ်ဆိုတာလေဒီချင်းကြားလိုပဲလူတွေရဲ့စိတ်ဝိညာဉ်ကိုတန့်ရှင်းကြည်လင်အောင်ဆေးကြောပေးတာ ਨੇ အတူတူပဲပဲပေါ့မြေလီဒါစာဖတ်ချင်းရဲ့အကျိုးရလဖြစ်ပါတယ်စာအုပ်တော့ဖတ်ပြီးပြီးချင်းအတိဉာဏ်ပညာတွေရလိုက်တယ်စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးကမဖြစ်နိုင်ပါဘူးဒါပေမဲ့စာအုပ်တော့ဖတ်ပြီးတိုင်းမတိစိတ်တွေကနေအတိတစ်ခုကတော့ရလိုက်ပါတယ်အဲ့ဒီအတိစိတ်ကကိုကိုကိုမတိမနာပြောင်းလဲနေစေပါတယ် တရုတ်စာရေးဆရာတဦးကပြောတယ်စာအုပ်စာပေကောင်းတစ်ခုကိုကျွန်တော်တို့တစ်ခါဖတ်လိုက်တယ်သူတို့ကကျွန်တော်တို့ကိုဆွဲခေါ်သွားတတ်တယ်ကျွန်တော်တို့ပြန်ရောက်လာတဲ့အခါကျွန်တော်တို့နဲ့အတူသူတို့အမြဲတမ်းရှိနေပါတော့တယ်စာအုပ်တို့ဖတ်ပြီးတိုင်းမှာစိတ်ဝိညာဉ်ကိုတစ်ခါဆေးကြောခြင်းဖြစ်ပါတယ်ဖတ်ပြီးတဲ့မြတ်စာတွေမိကုန်တယ်ဆိုတာကျွန်တော်တို့ထင်ထားတာပါပါတကယ်တော့စာအုပ်တွေဟာကျွန်တော်တို့ရဲ့အတိညာဉ်ထဲမှာကိန်းအောင်နေပြီးဘဝကိုပြုပြင်ပြောင်းလဲနေစေခဲ့ပါတယ်။မူရင်းရေးသားသူကို လေးစားပါတယ်။